ဖုန်းလင်းသုံးရင်အပေါ်ဝင်ဝင်နေနဲ့ပတ်စံလေးရနိုင်မယ် application တစ်ခုအကြောင်းလေးကိုဒီနေ့ video ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျောင်းဒီ application နဲ့ကနေပတ်စံရှာဖို့အတွက်ဆိုရင်တော့ဘာမှလုပ်เสียမလိုပါဘူးကျောင်းတို့မှာ wifi ကောင်းကောင်းနဲ့ VPN ကောင်းကောင်းလေးရှိထားတယ်ဆိုတာနဲ့ဒီ application ကနေပြီးတော့ပတ်စံရရှိမှာဖြစ်ပါတယ် ဒီ application နဲ့နေပတ်စံပြန်ထုတ်တဲ့အခါမှာဆိုရင်လည်း payment တွေအများကြီးရှိပါတယ်ဒီ payment တွေထဲမှာ Binance, PayPal, TrueMoney စားတဲ့ wallet တွေထဲကကိုကြိုက်တဲ့ wallet နဲ့လည်းငွေလက်ခံလို့ရပါတယ်ဆိုတော့အင်ခန်းတစ်ခုအနေနဲ့ပတ်စံရနိုင်မယ် application နဲ့နေပြီးတော့ပတ်စံဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့ video လေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုပါတယ်ဗျ Okay ဒါဆိုကျွန်တော်တို့ video ကိုစလိုက်အောင် အင်ကန်တစ်ခုအနေနဲ့ပတ်စံပေးသွားမယ် application ရဲ့နာမည်ကတော့ Grow Your Forest ဆိုတဲ့ Money app လေးပဲဖြစ်ပါတယ်ဒီ app လေးရဲ့ပတ်စံရှာရတာအရန်လွယ်ပါတယ်ဘာမှလည်းလုပ်စရာမလိုပါဘူးတနေ့ကိုတစ်နာရီလောက်အချိန်ပေးရဆိုတာနဲ့အဆင်ပြေပါတယ်ဒီ app လေးကိုတော့ကျွန်တော် video ရဲ့အောက်မှာ link ချပေးထားပါမယ်အဲ့ရနေမှာတစ်စင် application ကို download ရပါတယ် application down ပြီးသွားရင်တော့ကျွန်တော်မှာရှိနေတဲ့ Google account နဲ့ချိန်ပြီးတော့အကောက်ဖွင့်လိုက်ပါအကောက်ဖွင့်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီ app ကနေပြီးတော့ပတ်စံစတင်ပြီးရှာလို့ရပါပြီဗျာ ဒါကတော့ကျွန်တော်တို့ပတ်စံရှာလို့ရမယ် application ရဲ့ပုံစံပဲဖြစ်ပါတယ်ဒီထဲမှာပတ်စံရှာဖို့အတွက်ဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ VPN လေးခံထားဖို့တော့လိုအပ်ပါတယ် VPN ခဏပြင်တော့ application နဲ့ကိုဝင်လိုက်ပါဒီ application နဲ့မှာပတ်စံရှာဖို့အတွက်ဆိုရင်တော့အခုလိုမြင်တွေ့နေရတဲ့တစ်ပင်ပုံစံလေးရှိပါမယ်အဲ့တစ်ပင်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကျွန်တော် wifi ကောင်းဖို့နဲ့ VPN ဆွဲရကောင်းဖို့တော့လိုအပ်ပါတယ်အဲ့ဒါတွေကောင်းနေဆိုရင်တော့ဒီမှာပတ်စံများများရပါတယ်ကဲဒီမှာဆိုရင်တော့ကျွန်တော်အပင်လေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာတစ်ပင်လေးကိုရွေးချယ်ရပါတယ်တချို့ခါတွေကတော့ကျွန်တော်အပင် point တွေနဲ့ဝယ်ရတာ ဖြစ်ပါတယ်ဒါပေမဲ့ free ယူရတဲ့နေရာလည်းရှိပါတယ် free လောက်ခွင့်လည်းရှိပါတယ်ပြီးတော့ဒီအပင်တွေဝယ်ဖို့အတွက် point တွေကိုဘယ်လိုရလဲဆိုတာကိုပါကျွန်တော်ထပ်ပြီးပြောပြပေးပါမယ်ကျွန်တော်ကတော့ point 250တန်းတစ်ပင်ကိုရွေးချယ်လိုက်ပါမယ်ဒီလိုစားလေးပေါ်လာရင်တော့ကျွန်တော်ခရမ်းရောင်နဲ့စားလေးကိုနှိပ်ပေးလိုက်ပါ ဒါဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာ free mining လုပ်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီ app ကတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ free mining app ပုံစံမျိုးပါပဲကျွန်တော်တို့ဒီထဲမှာ free mining လုပ်တာကဂျာတော့တခြား mining နေနဲ့မတူဒီကောင်းကိုကျွန်တော်တို့ဖုန်းဖွင့်ထားတာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုပုံစံ minute တွေပြပြီးဆိုရင်တော့ကျွန်တော်တို့ပတ်စံလေးရမယ်ပြီးတော့စောစောကကျွန်တော်တို့တစ်ပင် point တွေလည်းရပါမယ်ကျွန်တော်ဒီထဲမှာအရေးကြီးတာကတော့ဒီ goal point တွေရဖို့အရေးကြီးပါတယ်တစ်ပင် point တွေကတော့တိတ်ပြီးတော့အရေးမကြီးပါဘူး ကျွန်တော် mining လုပ်တဲ့ခါကျရင်တခါတလေ6 point တွေမရတာရှိပါတယ်6 point တွေမရဘူးဆိုရင်တော့ပတ်စံ ဝင်တဲ့သဘောမျိုးပါဒါကဘလို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ VPN နဲ့ line ကြောင့်ဆိုင်ပါတယ်ကျွန်တော်တို့ဒီ mining ကိုစတင်ပြီး start လုပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ AD ရဲ့ပြပါလိမ့်မယ်အဲ့လိုမျိုး AD ရဲ့ပြပြီးဆိုတော့မှဒီမှာ go byte တွေစတင်ပြီးတော့ဝင်มาဖြစ်ပါတယ်အဲ့လိုမျိုး AD ရဲ့မပြခဲ့ရင်တော့မှကျွန်တော်ဒီလို mining လုပ်နေရဆိုရင်ဒီအောက်ခြေလေးမှာ AD ရဲ့တွားတာတွေကိုမြင်တွေ့နေရပါလိမ့်မယ်အဲ့လိုမျိုး AD ရဲ့အတွားလာတွေရှိတယ်ဆိုတော့မှကျွန်တော်တို့ကဒီ mining မှာ go byte တွေရရှိလာမှာဖြစ်ပါတယ်အကယ်၍ကိုလုံနေတဲ့ mining က AD ရဲ့လည်းမပြ ဘူးဒီနန်းမှာ AD ရဲ့အသွာလာလဲမရှိဘူးပြီးတော့ go point လဲမတက်ဘူးဆိုရင်တော့ကျွန်တော်တို့ VPN ကို location ပြောင်းပြီးတော့ချိတ်လိုက်ပါ location ပြောင်းချိတ်ပြီးတော့ကျွန်တော် mine ပြန်လုပ်ကြည့်ပါဒါဆိုရင်တော့ကျွန်တော်တို့ go point တွေတက်လာပါလိမ့်မယ်ကျွန်တော်ရလာတဲ့ go point တွေကိုပတ်စံအဖြစ်ပြန်ပြောင်းမယ်ဆိုရင်တော့ကျွန်တော်မှာ go point 3000ရှိရဆိုရင်0.1ဒေါ်လာကိုရရှိမှာဖြစ်ပါတယ် Okay ဒါဆိုကျွန်တော်ဒီ mining လုံဒီနဲ့ဗက်ဆန်ရှာနေကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီ mining မှာအရေးကြီးဆုံးကတော့ဂိုးကွိုင်မြန်မြန်ရဖို့အရေးကြီးပါတယ်ဂိုးကွိုင်မြန်မြန်ရှိရဆိုရင်ကျွန်တော်ဗက်ဆန်မြန်မြန်ရရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ mining လုတာကနေရက်မယ်ဒီ mining နဲ့ကနေပြန်ထွက်မယ်ဆိုရင်တော့ဒီအောင်မှာ cancel plan ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုရင်တော့ဒီ mining နဲ့ကနေထွက်သွားပြီဖြစ်ပါတယ်ကျွန်တော်မှာဆိုရင်တော့ဂိုးပွိုင်၄သိန်းကျော်ရှိပါတယ် ဖြင့် mining လုံနေပြီးပြီဆိုတော့ပတ်စံထုံးမယ်ပတ်စံထုတ်ဖို့အတွက်ဆိုရင်ဒီဘက်ရှေ့လုံးမှာပတ်စံအိမ်ပုံစံလေးရှိပါမယ်အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီအကောက်ထဲမှာ go byte ဘလောက်ဆိုရင်ပတ်စံဘလောက်ရတယ်ဆိုတော့ကြည့်လို့ရပါတယ်ကျွန်တော်မှာ go byte 4သိန်းကျော်ရှိတော့ဒေါ်လာအားဖြင့်ဆိုရင်တော့0.4ဒေါ်လာကျော်ရရှိပါတယ် ကဲရရှိလာတဲ့ဒေါ်လာကိုထုတ်ဖို့အတွက်ဆိုရင်တော့ဒီအောက်ခြေမှာပေးမန့်တွေအများကြီးရှိပါတယ်ဒီပေးမန့်တွေအများကြီးတွေကမှကိုကြိုက်တဲ့ပေးမန့်နဲ့ထုတ်ယူလို့ရပါတယ်ဗျဒီမှာဆိုရင်လည်းကျွန်တော်ဘိုင်းနဲ့ရှိမယ်ပေးရရှိမယ်ပေးပဲရှိမယ်ဒေါ်မှဒီအောက်မှာထပ်ပြီးတော့အများကြီးရှိပါအောင်မယ် True Money တို့ UPI တို့စသဖြင့် Wallet တွေအများကြီးရှိပါတယ် Mining ကနေပတ်စံထုတ်မယ်ဆိုရင်တော့အနည်းဆုံး0.35ဒေါ်လာပြင်ထုတ်လို့ရပါတယ်0.35ဒေါ်လာဆိုရင်တော့ဘိုင်းနဲ့နဲ့ထုတ်လို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဒေါ်လာနဲ့တည်းရဲ့ တွက်ဆက်ပြီးရော mining လုပ်ပြီးရောစုလိုက်ပါဦးမယ်။ကျွန်တော်ဒီ mining app လေးကတော့အမှန်တကယ် free ပေးနေတဲ့ mining app လေးလေးဖြစ်ပါတယ်။ပြီးရောဒီကောင်းလေးကအပေးလဲကျမ်းပါတယ်။ကိုယ့်ဘက်က VPN နဲ့ line ကောင်းတယ်ဆိုတာနဲ့ကျွန်တော်ဒီမှာပတ်စံမြတ်မြတ်ရရှိမှာဖြစ်ပါတယ်။အဓိကကကျွန်တော် mining လုပ်တဲ့အခါမှာ ADS ပြဖို့တော့လိုပါတယ်။ ADS မပြတဲ့အခါကျရင်တော့ကျွန်တော် VPN ကို location ပြောင်းပြီးချိန်လိုက်ပါဗျာ။ Okay ဒါဆိုရင်တော့ဒီ mining နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲဗျ။အားလုံးနားလည်မယ်လို့ ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာအားလုံးကိုကျေးဇူးပါ